ဒီနေ့နေ့လည်းဂိမ်းမှာကျွန်တော်ရှိူတက်လာတော့ကျွန်တော်ကြည့်လိုက်တဲ့အခါမှာတော်တော်လေးလည်းစိတ်ဝင်စားဖို့ကောင်းတယ်တော်တော်လေးလည်းအရေးကြီးပါတယ်ဆိုတော့ဒီဗီဒီယိုကိုကြည့်ပြီးသေးပဲဖြစ်စေမကြည့်ရသေးဘူးပဲဖြစ်စေကျွန်တော်ရီယက်ရှင်မှာပြန်လည်ကြည့်ရှုဖို့ဖိတ်ခေါ်ချင်ပါတယ်ဘာကြောင့်လဲဆိုရင်တော့အချိန်သေးသေးမှသိရှိရပါလိမ့်မယ် Okay ဆိုတော့အရင်ဆုံးဆရာမဘာတွေပြောထားတူကြည့်အောင်အာ UM1 စစ်တက်တို့တက်ကထွက်တဲ့သူပါစစ်တက်ကောင်းမှာလေစစ်တက်ကောင်းမှာစစ်တက်ကတော့စေးချောင်းထဲမှာဆိုလို့ရှိရင်ဒါကိုကြောင်းကုံလို့ပြောတာမဟုတ်ဘူးဒါအကောင်းဆုံးကြောင်းပါပဲเนาะ တကယ်ကို qualify ဖြစ်တဲ့ဆံဝင်တွေကိုကြက်ကြက်မမတ်လုံးဝကြက်ပြီးတော့တကယ်ကြက်တာနော်အဲ့လိုမျိုးရွေးထုတ်တဲ့အကြောင်းပါတော်ယုံတန်ယုံနဲ့အောင်ချက်လုံးဝမပေးပါဘူးသဘောမကောင်းပြောချင်တာမဟုတ်ပါဘူးဒါပေမဲ့ဆရာတွေဒီတအားကိုသူတို့ဆေးကြောင်းကို standard ကိုဆွဲမြင်ပါတယ်ဆေးကြောင်းမှာ all in english ပါနော် all english လို့သင်ရလို့ဆိုပြီးတော့အဲ့လိုမျိုး language barrier ပဲလေသူဒါပေမဲ့ medical terms တွေကတော့မှန်ပါတယ်လေလို့အဲ့လိုတောင်ဖြစ်မတွေ့ဘူးလုံးဝ post pass post pass တွေလောက်ပါတယ်အဲ့တော့တခြားခြေချောင်းတွေကတော့အဲ့လိုမဟုတ်ပါဘူးများသောအားဖြင့်နယ်မြို့ကလူတွေလာတက်တာစင်းနှစ်ကလည်းနယ်ရလူတွေများတယ်ပြီးတော့တခြားအစေးမန်းတို့စေးမကွေးတို့ဆိုတာလည်းနယ်ရပဲဆိုတော့ဆရာရင်ဆရာနဲ့တပည့်တွေကအရန်ကြီးကြိုက်ပါတယ်သူတို့ကကြတော့ဘယ်လိုပြောမလဲဟိုတတ်တတ်ညာညာလေးရှိပါတယ် အဲတော်ယုံတန်ယုံဆိုလို့ရှိရင်နားလည်ပေးတယ်ပေါ့နော်စီးတက်မှာတော့တော်ယုံတန်ယုံတော့ငါတို့ဖြည့်တွေးပြီးအမှတ်ကလေးပေးလိုက်မယ်ဆိုတော့လုံးဝမရှိပါဘူးအဲ့အတွက်ကြောင့်မလို့အခုမေးတဲ့သူကဒါစေးချောင်းတက်ချင်တဲ့အတွက်မေးတာဆိုလို့ရှိရင်တော့နှစ်ချက်စဉ်းစားပေါ့နော်တစ်ချက်စာတကယ်တက်ချင်လို့ဆိုလို့ရှိရင်တော့စီးတက်အကောင်းဆုံးပါပဲအဲဒါမှမဟုတ်အဲ့လိုအရန်ကြက်တာကိုကြောက်တယ်ဆိုလို့ရှိရင်တော့တခြားစေးချောင်းအကောင်းပါတယ် ကိုမကောင်းပြောချင်လို့မဟုတ်ပါဘူးဆိုဆိုပဲစိတ်တစ်တီအဲ့တော့ဆိုရှင်မတို့တက်ခဲတော့အရန်စိတ်ညစ်ပါတယ်တကယ်ပြောတာတကယ်ပြောအရန်စိတ်ညစ်တယ်အွန်းသူများစေးကြောင်းမှာတောင်းတောင်းကြရဲဆိုတာကွာခြားစေးကြောင်းနေမှာစတော်တော်မလုပ်လို့ចောင်းကိုမတက်လို့မှသာကြရင်ကြမယ်မဟုတ်လို့ရှင်တော့အောင်းနေဘာလို့ဆိုစေးကြောင်းရောက်လာတဲ့ကလေးဒီစကြအားပြီးတော့အမှတ်ညံညံရီသူ့ဟာသူအားလုံးဒီ ဟို above average ရှိလို့သာရောက်လာတာလေအဲ့လောက်ကတော့အောင်ကိုအောင်ကြဒါပေမဲ့စစ်တစ်မှာတော့ဒီလိုမဟုတ်ဘူးစစ်တစ်မှာဒီတော်ရုံနဲ့တော့အောင်ဖို့လုံးဝမစဉ်းစားနဲ့ဆိုပုံစံမျိုးတော်စာတော်မှာတော်စာလုံနိုင်မှအောင်အောင်ပေးတာပါ theory ရော practical ဆရာကြီးဒီရှိရှိလဲလဲပါအဲ့တော့ကစိတ်အရန်ညစ်ခဲ့ပေမဲ့အခုကျတော့တန်ဖိုးတွေပြန်နားလဲလာတယ်နင်လားဟဲ့ငါလားဟဲ့ ရှင်းပြီးပြောတော့မယ်နိုင်ငံသားတွေသွားပြီးတော့ဒီလိုမျိုးရှင်းပြီးပြောတော့မယ်ဆိုလို့ရှင်ကြတော့กว่าသွားပါတယ်အရေးချင်းနေရခုမှကျေးဇူးတင်ပါတယ်โอเคဆိုတော့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲဒီဗီဒီယိုလေးကဒီနေ့နေ့လည်ခင်ပါကျွန်တော် new feed တက်လာတော့ကျွန်တော်ကြီးလိုက်တော့ပရမတော့ပုံမှန်ပဲဗျဒါပေမဲ့ နောက်ပိုင်းကျတော့ပုံမှန်မဟုတ်တော့တကယ်ကြောတာနောက်ပိုင်းကျတော့ပုံမှန်မဟုတ်တော့ဘာကြောင့်ပုံမှန်မဟုတ်ဘူးလဲဆိုတော့အဲဒီနေ့ deterioration ကိုလုံးဝအဓိကအကြောင်းရင်းကျွန်တော်ပြောဖို့တော့လိုအပ်နေပြီဗျ။ဘာကြောင့်လဲဆိုတော့ဒီ video ထဲမှာကျွန်တော်နားထောင်လိုက်တဲ့အချိန်မှာအဲဒီကအမှပြောထားတဲ့စကားအချို့ကကျွန်တော်အနေနဲ့ဝင်ပြီးတော့ reaction လုပ်တဲ့အခြေအနေမျိုးဖြစ်လာတဲ့အတွက်ကြောင့်လည်း reaction လုပ်လိုက်ခြင်းဖြစ်ပါတယ်ဆိုတော့ဘာကြောင့် reaction လုပ်ဖို့အခြေအနေဖြစ်လာတာလဲဆိုရင်ဒါအမပြောသွားတဲ့အကြောင်းအရာအချို့ပါတချို့လူငယ်တွေအတွက်ပေါ့နားလည်မှုလွဲသွားနိုင်တယ်နားလည်မှုလွဲသွားနိုင်တယ်ဆိုတာတခြားတော့မဟုတ်ဘူးဒီလူမျိုးစီးကြောင်းကိုတက်ချင်တဲ့သူတွေအနေနဲ့သူတို့ရဲ့ဒီ DVD မြင်ပြီးတဲ့အခါမှာသူတို့ရဲ့အစိတ်ထဲမှာအယူဆ mindset တွေအပြောင်းလဲနေဖြစ်သွားနိုင်တယ်တချို့စကားတွေအရ အထူးသဖြင့်ဒီမှာပြောသွားတဲ့အထဲမှာစာတကယ်တက်ချင်စီးတစ်ကိုတက်အလုံးမောင်းဖုတ်ပန်းတဲ့တာမန်ပဲဆိုရင်တော့တခြားကြောင်းတက်ဆိုတဲ့ပုံစံမျိုးဥမာပြောတော့ဆိုတော့အဲ့လိုကြီးစကားရဲ့အတိတ်ပဲတကယ်တမ်းကြရင်တော်တော်လေးကို၄နှစ်တည်းပြတော်တော်လေး၄နှစ်တည်းပြီးတော့တော်တော်လေးလေအဲလူငယ်လူရွယ်တွေရဲ့အတွေးခေါ်အပြောင်းလဲတွေတချို့နားမလည်တဲ့သူတွေဖြစ်သွားနိုင်တယ်เนาะအဲတချို့တွေအခုလောက်ဆိုဒီဗီဒီယိုမြင်ပြီးတော့တဲ့အခါမှာဆေးကြောင်း တက်ချင်တဲ့ကလေးတွေရဲ့မေးခွန်းတွေကိုပြန်ပြီးတော့ဖြေနေရတော့ပြီလို့ကျွန်တော်ယုံကြည်တယ်။အားကြောင့်လဲဆိုတော့မေးလာလိမ့်မယ်လေ။ဒီဆီယမပြောသွားတာမှန်လားပေါ့နော်။ပြောရမယ်ဆိုစေးချောင်းတက်မယ်ဆိုရင်အဲတကယ်တမ်းဟိုဘယ်လိုပြောမလဲပညာတက်ချင်တဲ့စာတက်ချင်တဲ့ဆိုရင်စေးတက်ကသာအကောင်းဆုံး။ကျန်တဲ့စေးချောင်းတွေကပြောမယ်ဆိုစာမတက်တဲ့ပုံစံမျိုးဖြစ်သွားတယ်။အမှားရဖြစ်ဆိုမှုတွေရလေနော်။ဒါကြောင့်မလို့ကျွန်တော်ဒီ reaction ကိုအဲကျွန်တော်လုံးလိုက်ခြင်းလည်းဖြစ်ပါတယ်။အမှန်တကယ်တော့ဒါ ပူဝင်လင်းလင်းပြောရမယ်ဆိုရင်တော့တကယ်ကိုအံအားသင့်မိတယ်။ဘာကြောင့်လဲဆိုတော့ဒီလိုမျိုးအပျော်ဆိုတွေပေါ့နော်ဒီလိုမျိုးအတွေးခေါ်တွေနဲ့ဒီလိုမျိုးဗီဒီယို public မှာထုတ်ပြီးတော့ပြောမယ်လို့ကျွန်တော်လုံးဝမထင်မိတဲ့အတွက်ဒီလိုမျိုးအံအားမိတယ်လို့ကျွန်တော်ပြောရချင်းလည်းဖြစ်ပါတယ်တကယ်တကယ်တော့ဒီလိုစကားမျိုးတွေကပြောမယ်ဆိုရင်ကိုယ့်ရဲ့တူလေးတွေတူမလေးတွေကိုအဲသူတို့ကစေချောင်းတိုင်ဘဲချောင်းတက်တင်လဲဆိုတာမျိုးမေးလာတဲ့အခါမှာကိုယ့်ရဲ့အိမ်ထဲမှာပြောတာမျိုးဆိုပူကောင်းတယ်မိလာ အဲ့လိုမဟုတ်ဘဲနဲ့ဒီလိုမျိုး public ကမေးတဲ့မေးခွန်းတစ်ခုကိုက public speaker တယောက်အနေနဲ့အဲပြောမယ်ဆိုရင်တော့ဒီလိုအတွေးခေါ်ဒီလိုပုံစံမျိုးနဲ့ပြောလိုက်လို့လုံးဝမရအမှန်ပဲ။ဘာကြောင့်ကျွန်တော်ဒီလိုပြောရလဲဆိုတော့အဲကျွန်တော်တို့ဒီမှာပြောလိုက်တဲ့စကားတွေထဲမှာဆိုရင်တခြားသောအကြောင်းတွေပေါ်မှာပြောမယ်ဆိုရင်အများကြီး side effect တွေဖြစ်သွားတယ်။သူ့ရဲ့စကားတွေက side effect တွေဖြစ်သွားတယ်။ဘာကြောင့်လဲဆိုတော့ တကယ်တမ်းစာကိုပြောမယ်ဆိုရင်အင်္ဂလိပ်လိုသင်ပြီးတဲ့တကြောင်လုံးမှာကျွန်တော်ဒီစိတ်တက်ကိုတက်တဲ့အခါမှာအင်္ဂလိပ်လိုလေးပဲသင်ရတယ်ဆိုတော့တခြားသောဆေးကျောင်းတွေမှာဟောမြန်မာလိုတွေပဲသင်နေရတာမဟုတ်တာဟုတ်လားဆိုတော့ပြောချင်တာနောက်တစ်ခါထပ်ပြီးကောင်တာမေးဖို့မေးချင်တာကစိတ်တက်မှာ first mb ကိုကျွန်တော်တို့မြန်မာစာသင်ရတဲ့ဆိုရင်မြန်မာစာကိုအင်္ဂလိပ်လိုသင်တာလားဟုတ်တယ်ဒါဟာတန်းနေတယ်ကျွန်တော်ပြန်မေးလိုက်တာပါเนาะမြန်မာစာကိုအင်္ဂလိပ်လိုသင်တာလား မြန်မာစာမြန်မာလိုပဲတင်ပါပဲလို့ကျွန်တော်ယုံကြည်ရလေ။ဘာကြောင့်လဲဆိုတော့မြန်မာစာဖြစ်နေလို့လေနော်။တခြားသောဘာသာရပ်တွေကတော့အင်္ဂလိပ်လိုတင်ပါပဲလေ။ဒါဒီစစ်တက်မှာမဟုတ်ဘူး။တခြားသောကျွန်တော်တို့မြန်မာနိုင်ငံမှာရှိတဲ့ဘယ်စည်းကြောင်းမဆိုအင်္ဂလိပ်လိုပဲတင်ပါပဲ။အဲ့တော့တကယ်ပဲမိသွားခဲ့တာလားပြောတဲ့အချိန်မှလေ။တခြားသောအကြောင်းတွေပေါ်မှာ respect ပေါ့နော်ပြောမယ်ဆိုရင်ကျွန်တော်တို့အဲတခုခုပြောတော့မယ်ဆိုရင်အထူးသဖြင့်တခုခုနဲ့တခုခိုင်းနှိုင်းပြီးတော့ပြောကြမယ်ဆိုရင်ပို့ပြီးတော့ဘယ်ယူဆိုင်ဖို့လိုရတယ် เนาะဘာကြောင့်လဲဆိုတော့ခုပြောလိုက်တဲ့အရာတစ်ခုကတခြားသောအကြောင်းတွေပေါ်ထိကြိုက်သွားတယ်ဆိုရင်လုံးဝမကောင်းဘူးအထူးဖြစ်ဒီဗီဒီယိုထဲမှာအမှပြောသွားတဲ့ကိစ္စအထဲမှာဆိုရင်တစ်တစ်ကပဲတကယ်ကိုပြောမယ်ဆို qualify ဖြစ်တယ်ပြီးတော့စစ်တစ်ကပဲတကယ်ဆိုရင်အတော်ဆုံးအတက်ဆုံးနေထွက်တဲ့နေရအဲ့လိုအတော်ဆုံးအတက်ဆုံးနေဖြစ်ဖို့လည်းတရားသမားတွေကလွတ်ပြီးကိုဗျာနောက်တခြားသောအကြောင်းတွေကကြတော့ comment yes ခါနဲ့ပြောရင်ဆို easy ပဲပြောမယ်ဆိုလွယ်လေးတကူအောင်တဲ့အကြောင်းတွေပုံစံမျိုးကိုပြောချလိုက်တာအဲ့တော့ဘာဖြစ်သွားလဲဆိုတော့ တင်ကြားရေးကဆီယာဆီယာမတွေရဲ့ဂုံတိတ်ခါတွေကအစတော့ထိခိုက်တယ်။ကျွန်တော်အားလုံးပြောတာစကားကတခါတချို့စကားတွေကလို့ပြောမယ်ဆိုရင်တခုခုပြောဖို့ဆိုရင် တော်တော်လေးကိုစဉ်းစားသင့်တယ်။နော်ဟိုကျွန်တော်တို့မြန်မာစကားဝန်တော်ရှိပါသေးတယ်။ကျွန်တော်တို့ကြမ်းကြွန်တာနှုတ်လို့ရတယ်။စကားကြွန်သွားရင်တော့နှုတ်လို့မရဘူး။ဆိုတော့အဲ့အတိုင်းပဲအမပြောသွားတဲ့ဒီထက်ကစကားတွေကအဲ့ဒီတခြားသောကျောင်းမှတက်နေကြတဲ့ဆေးကျောင်းသားဆေးကျောင်းသူတွေရဲ့ဂုံတိတ်ခါတွေပြီးအဲ့ဒီကျောင်းမှတင်ကြားနေတဲ့ဆရာဆရာမတွေရဲ့ဂုံတိတ်ခါတွေအများစွာထိခိုက်တယ် သူကတော့ပြောလိုက်တာကတခြားသောเจ้าနေကိုအဲပြောမကောင်းလို့ပြောတာမဟုတ်ဘူးဆိုပေမဲ့လေသူပြောနေတဲ့စကားတွေကကျွန်တော်နားထောင်တက်တဲ့သူတွေအားလုံးသိတယ်သူเจ้าသားလည်းအကောင်းဆုံးတခြားသောเจ้าတွေကသူเจ้าလောက်ကိုမကောင်းတာပြောရရင်သူเจ้าလောက်ကိုအစ်စ်မမြင်တာအဲ့ဒီလိုပုံစံမျိုးဖြစ်နေရလေဒါကျွန်တော်ဒါအပူရင်လင်းဆုံးရိုးရိုးရှင်းရှင်းလေးပဲကျွန်တော်မြင်တဲ့အတိုင်းပဲပူရင်လင်းလေးပြောတာ ဟိုထိခိုက်နင်းနာစေလိုတဲ့စိတ်ကြောင့်ကျွန်တော်ပြောနေရမှာမဟုတ်ဘူး။နောက်တစ်ချက်ကဘာလဲဆိုတော့ဒီလိုမျိုးစီးကြောင်းတွေမြန်မာနိုင်ငံမှာရှိတဲ့စီးကြောင်းတွေတဲမှာမှစီးတစ်ကသာလင်အကောင်ဆုံးအတော်ဆုံးအတက်ဆုံးဆိုတဲ့ပုံစံမျိုးဖြည့်ချလိုက်တာကပြောမယ်ဆိုရင်တခြားသောအကြောင်းတွေကိုနှိမ့်ချပြီးပြောလိုက်သလိုလည်းဖြစ်စေသလိုနောက်တစ်ခုကကျွန်တော်မေးချင်တာကလေနော်ဒီကဆီယမ်မအနေနဲ့ရောရှိသမျှစီးကြောင်းလိုက်တက်ခဲ့ဘူးလို့လား ဆိုတော့လေနော်မေးစရာရှိလားဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ကတစ်ခုနဲ့တစ်ခုနိုင်ရှင်ပြီးတော့ပြောတော့မယ်ဆိုရင်အဲ့ဒီကိုနိုင်ရှင်မဲ့အရာတွေပေါ်မှာများစွာသိရှိထားဖို့လိုအပ်တယ်အဲသူတို့ရဲ့ကောင်းခြင်းဆိုးခြင်းအားနည်းချက်အားသာချက်တို့ကိုယ်တိုင်ပေါ့နော်သူများပြောတာလောက်တော့မရအောင်ဘာကြောင့်လဲဆိုတော့ဒီလိုကိစ္စမျိုးတွေကိုနိုင်ရှင်ပြီးတော့ပြောတော့မယ်ဆိုရင်ကိုယ်တိုင်ကိုကြဒီနေရာတွေရောက်ဖူးပြီးတွေ့ဖူးပြီးသင်ဖူးပြီးတော့မှသာလေအဲသူတို့ရဲ့အခြေအနေအမှန်ကိုကိုကသိရမှာလေအဲ့လိုမဟုတ်ဘဲနဲ့ကိုကကိုတက်တာစီးတက်မှာတက်တယ်နော် တခြားသောအကြောင်းတွေကမကောင်းပါဘူးလို့သူကပြောနေတယ်ဆိုရင်ဘာနဲ့တူသလဲဆိုတော့ပြောမယ်ဆိုရင်ဟိုကျွန်တော်တို့နေကနေတက်လာပြီးတော့ရန်ကုန်ရောက်ခဲ့ဘူးတဲ့အခါမှာနော်ပြောမယ်ဆိုရင်ရန်ကုန်ကနေကိုကနေကိုပြန်သွားတယ်နေသူနေသားတွေကဝိုင်းမေးကြတာပေါ့ဟာနေရောက်ခဲ့တဲ့ရန်ကုန်မြို့ကြီးကကဘာပေါ်မှာအလှဆုံးပဲလားလို့မေးလိုက်တဲ့အခါမှာဟာကဘာပေါ်မှာရန်ကုန်မြို့ကအလှဆုံးပဲနော်အဲ့ဒါဆိုရင် တခြားသောပြင်သစ်တို့တခြားသောအင်္ဂလန်တို့အဲ့လိုတိုင်းပြည်တွေကမြို့တွေရောရန်ကုန်လောက်မလှဘူးလားဆိုတော့ဟာရန်ကုန်လောက်မလှဘူးရန်ကုန်အလှဆုံးပဲဆိုတော့အဲ့ပုံစံဖြစ်နေတယ်အခုကဘာကြောင့်ကျွန်တော်ဒီလိုပြောလဲဆိုတော့ကျွန်တော်တို့ကတခြားသောဥပမာလန်ဒန်ကိုရောက်ဖူးမှအဲ့လိုမျိုးကျွန်တော်တို့ပဲရစ်ကိုရောက်ဖူးမှပဲရန်ကုန်မြို့ရဲ့ပြောမယ်ဆိုရင် အာသာချက်အားနည်းချက်ကိုကိုယ်သိမှာလေဟုတ်တယ်မလားအဲ့လိုမဟုတ်ဘဲနဲ့ Paris လည်းမရောက်ဘူး London လည်းမရောက်ဘူး ပန်းနဲ့ရန်ကုန်မြို့ကအကောင်းဆုံးကဘာပေါ်မှာဆိုရင်တရားမျှတာပါအဲ့လိုဖြေလိုက်လို့နော်စဉ်းစားကြည့်လေဆိုတော့အခုပုံစံကကြတော့တခြားသောအကြောင်းတွေမှာကိုယ်ကတော့လည်းမတက်ခဲ့ဘူးပဲနဲ့နော်တက်လို့လည်းမရဘူးလေအကြောင်းကတကြောင်းမတက်အမှာအဲ့တော့တကြောင်းမတက်တာဖြစ်တဲ့အတွက်ကိုတက်တဲ့အကြောင်းကြိုက်သလောက်ကောင်းအောင်ပြောရတယ်ပြဿနာမရှိဘူးဒါပေမဲ့တခြားသောအကြောင်းတွေကိုထိခိုက်နစ်နာသွားအောင်တော့ကိုပြောဆိုတဲ့အတုံးလုံးတွေကိုကိုယ်ကစင်ကျင်ပြီးတော့ပြောတဲ့နယ်လို့တော့ကျွန်တော်ယူဆတယ် ဒါကျွန်တော်အနေနဲ့ဆိုရင်တော့ပြောမယ်ဆိုရင်တော့အဲကျွန်တော်ကိုယ်တိုင်ကဆရာဝန်လည်းမဟုတ်ဘူးကျွန်တော်ကအင်ဂျင်နီယာဖြစ်တယ်။သို့တော့ဒီကိစ္စတွေမှာဘာလို့ဝင်ပြောရသလဲဆိုရင်ကျွန်တော်အရှင်းမှပြောခဲ့တယ်လို့ပဲ။ဒီစီးကြောင်းကိုတက်ချင်တဲ့ new generation တွေများစွာရှိတယ်။အဲ့တော့သူတို့ရဲ့ thinking by သူတို့ရဲ့အတွေးအခေါ် mindset တွေအား DBG ကိုကြည့်ပြီးသွားတဲ့အခါမှာအတွေးအခေါ်တွေကတမျိုးဖြစ်သွားနိုင်တယ်လို့နောက်တစ်ချက်ကဒီစီးနှစ်တွေတခြားသောကြောင်းတွေကနေထွက်လာခဲ့တဲ့ဆရာဝန်တွေအနေနဲ့လည်း လူတွေရဲ့အမြေမှာမကွေးရထွက်လာတဲ့ဆရာဝန်ရပဲပြောရမယ်ဆိုရင်ဘေးရထွက်လာလဲမကွေးရထွက်လာရဆိုရင်မကွေးဆိုရင် မတော်ဘူးစိတ်နစ်ကထွက်လာရဆိုရင် မတော်ဘူးစိတ်တစ်ကသာလေးမြန်မာနိုင်ငံမှာအတော်ဆုံးဆရာဝန်တွေထုတ်တာလို့သူတို့အထင်ခံရမှာသူတို့အမြင်ခံသွားလိမ့်မယ်ပဝင်းကျင်မှာဒီဗီဒီယိုကြည့်တဲ့သူတိုင်းရဲ့အတွေ့အခေါ်တွေဟာမသိတဲ့လူတွေပေါ့နော်သိတဲ့လူတွေကတော့သဘောပေါက်တယ်ဒါပေမဲ့ကျောင်းနိုင်ငံမှာမသိတဲ့လူတွေများစွာရှိတယ်ဆိုတော့အဲ့လိုရှိနေတဲ့အခြေအနေမျိုးမှာ ဒီလိုမျိုးပြောကြားလိုက်တာကတခြားသောအကြောင်းတွေကနေចောင်းပြီးလာတဲ့ဆရာဝန်တွေရဲ့ဂုံတိတ်ခါကိုပဝင်းကျင်ကမြင်တဲ့အမြင်တွေကတမျိုးတစ်ပုံဖြစ်သွားနိုင်တယ်။ဒါကြောင့်မလဲကျွန်တော်ဒီ reaction ကိုင်ပြီးတော့ကျွန်တော်လောက်ရချင်းဖြစ်ပါတယ်လို့ကျွန်တော်ဒီနေ့ပြောချင်တယ်။နောက်တစ်ချက်ကကျွန်တော်အတွေ့အကြုံကကျွန်တော်ပြောမယ်။ကျွန်တော်က mechanical ចောင်းသား engineer ចောင်းမှတက်ခဲ့တဲ့သူ။ကျွန်တော်တက်ခဲ့စဉ်တော့ဆိုရင်ကျွန်တော်တို့ចောင်းမှဆိုရင်နေကနေပြောင်းလာတဲ့ငွေချင်းတွေရှိတယ်။နေ engineer ចောင်းတွေကနေပြောင်းရွှေ့လာပြီးတော့ကျွန်တော်တို့ចောင်းမှလာပြီးတော့ပူပေါင်းပြီးတင်တဲ့ចောင်းသားတွေចောင်းသူတွေများစွာရှိတယ်။ အဲ့မှာကျွန်တော်ဘာသွားသတိထားမိလဲဆိုတော့အဲ့ဒီနေကနေပြောင်းလာတဲ့ចောင်းသားចောင်းသူတွေကျွန်တော်တို့ရဲ့တငယ်ချင်းတွေကကျွန်တော်တို့ထက်တောင်ပိုတော်နေတယ်နော်ကျွန်တော်တို့ထက်တောင်ပိုတော်နေတယ်ဆိုတော့ကျွန်တော်ဘာကိုပြောချင်တာလဲဆိုတော့ကိုတက်တဲ့ចောင်းကဘလောက်ကြီးပဲပြောမယ်ဆိုရင်ဟိုကွန်ကရစ်နဲ့ပဲစောက်တာစောက်တာသို့မဟုတ်ဘလို့ပဲမြန်မာနိုင်ငံမှာပြောမယ်အမှတ်တွေနဲ့ဖွဲ့ခွဲသို့တော်လည်းပဲအဲ့ဒီចောင်းထဲမှာတက်နေတဲ့ចောင်းသားရဲ့စူးစမ်းအထောက်မှု เนาะအဲသူ့ရဲ့နောက်ထပ်ထပ်မှန်ပြီးတော့ research လုပ်တဲ့စွမ်းရည်တွေဒါတွေကလည်းများစွာစိုင်တယ်ဒီចောင်းတចောင်းထဲမှာတက်တာချင်းတူရင်တောင်မှចောင်းသားတယောက်နဲ့တယောက်ရဲ့ performance တွေကမတူဘူးအဲ့လိုပဲတခြားသောနေမှာတက်နေတဲ့ចောင်းသားတွေရဲ့ performance ကလည်းဒီတိုင်းပဲသူတို့ရဲ့調査အားထုတ်မှုသူတို့ရဲ့လေ့လာနိုင်စွမ်းရည်တွေပုံမှာများစွာမူတည်တယ်ကို့ចောင်းတចောင်းနဲ့ပဲကောင်းတယ်ထင်နေလို့မရဘူး နော်အဲအကြောင်းလို့ကျွန်တော်အနေနဲ့ဒီဗီဒီယိုကိုအဲဘာပဲဖြစ်ဖြစ်ကျွန်တော်အကြည့်ရှုနေကြတဲ့ viewer တွေညီငယ်ညီမငယ်တွေအတွက်အတွေးခေါ်တွေမလွဲချော်သွားစေဖို့အတွက်ဒီဗီဒီယိုလေးကိုပြန်လည်ပြီးတော့ counter အနေနဲ့ပြန်ပြီးတော့ရှင်းပြလိုက်ရခြင်းလည်းဖြစ်ပါတယ်။ Okay ဆိုတော့ဒီဗီဒီယိုလေးကတော့ဒီဗီဒီယိုနဲ့ပတ်သက်ပြီးပါများမှတ်ချက်ပေးခြင်းလည်းမှတ်ချက်ပေးခြင်းတာရှိကိုမှရေးသားကြပါကျွန်တော်နေ့စဉ်နဲ့အများကြီးရှုအားပေးနေကြတဲ့ viewer တူတယောက်ချင်းစီနဲ့အလေးနဲ့အထူးပဲကျေးဇူးတင်ပါတယ်။နောက်ထပ်ဗီဒီယိုမှာထပ်ပြီးတော့ဆုံညီပါဗျာ။ See you next video.